ကဲဒီနေ့ကတော့တင်းချင်းဒီငပိချက်လေးချက်စားမလို့ပါเนาะတင်းချင်းဒီပြုတ်ပြီးပြီဆိုတော့ပြားနေအောင်နည်းနည်းလေးထုလိုက်တာပါเนาะဒီလိုနေထားလေးရအောင်လို့ပြီးတော့အချက်သွန်ဖြူရဲ့ချက်သွန်နေရဲ့ငရုတ်ဒီ6ကိုရေစိမ်ပြီးမှအကျိတ်ထားတာပါเนาะခရမ်းချင်းဒီပြီးတော့ငပိပါเนาะဒါရပစုံငပိပါဟင်းချမုပြီးတော့ဟင်းခမ်းမုပါเนาะချက်သားမုနဲ့ငယ်ငံပြားရေထည့်မယ်ပြီးတော့ငရုတ်ဒီအမီစိမ်ကလော်ဒီလေးပါเนาะကက်စီပူလာပြီးအမဟုတ်ပါဘူး တဲ့ဘူလိုက်ဆိုရင်စီထည့်ပါမယ်နော်အစီဘူလိုက်ဆိုဆန်ဝင်းမောင်းလေးနည်းနည်းထည့်မယ်ပြီးတော့ချက်တုံညီထည့်မယ်ပြီးတော့ချက်တုံဖြူထည့်မယ်အနောက်ခုရောပြီးမှသူ့စီတက်တာပါနော်စီတက်မယ်ဘယ်လိုနေထားလေးရအောင်လုပ်မလဲဆိုတော့သူရဲ့ brown အနေထားလေးပါနော်ပြီးတော့ငရုတ်တီအဲ့ဒီငရုတ်တီ6ကိုပါနော်ရေစိမ်မှာချိတ်ချလာပါနော် အယောင်လေးလဲလှတယ်သူကငယ်ယူစီကဆက်ဆက်လေးမှစားကောင်းပါငပိချက်ဆိုတာဟာတော့မှာဆိုတော့ဒီလိုနေထားလိုက်ပြီဆိုရင်ခန်းချီလေးထည့်လိုက်မယ်နော်ခန်းချီလေးကတော့အများကြီးမထည့်ထားဘူး6လုံး9လုံးပေါ့နော်ပြီးအယောင်ဂျင်မောက်လေးနည်းနည်းထည့်မယ်ပြီးတော့ဟင်းခက်မုံအင်းငပိထည့်ပြီးမှကြော်မယ်ပေါ့နော်အနည်းထဲမှာငပိကိုကြော်မယ်5မိနစ်6မိနစ်လောက်ပေါ့နော်ခန်းချီလေးကလည်းချက်နေပြီ ပြီးဆိုတိုင်းကမင်းကြမုံနမရီတစုံပေါ့နော်တစုံငမရီတစုံအဲ့ဒါသူကစီလေးပြန်လာပြီဆိုတော့ဒါပစုံချမုံထည့်လိုက်တယ်နော်ပစုံချမုံစားလုံးဝမထည့်ပါဘူးရှင်ငါပြီးမှလဲစားရတာပါတယ်ဆိုတော့ဒါပြီးရင်တင်းရင်ဒီ1ကီလိုပေါ့နော်1ကီလိုဆိုတော့အရင်များပါတယ်အနည်းကတော့ စီရရှဲရှဲမစားချင်ပါတော့အဲ့မျိုးနဲ့ချက်ချက်လေးပုံစံလေးနဲ့ပဲစားချင်လို့မတော့များလဲများသွားတာပေါ့နော်ဒီရင်ပြပြီးရင်ငရုတ်တီကိုမညတညပေါ့နော်မညတညမဟုတ်ပါဘူးနည်းနည်းလေးပဲပေါ့ထားပြီးမှပေါ့နေဖြန်းဒီနည်းနည်းမလေးဖြန်းပြီးမှကိုချိုက်မှစားလို့ရပါပြီရှင်ဘိုင်ဘိုင် Bye bye. Thank you for watching. Love you all.